့ဒါတော့ဟိုနံပါတ်5ပေါ့เนาะနံပါတ်5တော့ဘာပြောတယ်လဲဆိုမေးတယ်လဲဆိုရင်ပေါ့နဲ့ရရှိလာတော့ဒေတာလေးကိုတဲ့မျိုးရိုးဗီဇစစ်ဆေးလို့တဲ့ရနိုင်ပြီလားအာဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့ကဟိုပါ PGT လို့ခေါ်ပေါ့ဆရာအာ pre genetic ဟို testing ပေါ့ဆရာ PGT ဟို aneuploidy ကိုကျွန်တော်ဆရာဥမာဟိုဒီမျိုးဒီ embryo လေးမှာပေါ့ဟိုမျိုးရိုးဗီဇပေါ့မျိုးရိုးဗီဇဥမာ down syndrome တို့နောက် patton syndrome တို့စသဖြင့်ပေါ့ ဒီမွေးရပါယောဂါကြီးပါမပါဘူးကျွန်တော်တို့ကစစ်ဆေးတာဟုတ်ကဲ့စစ်ဆေးတော့အဲဥစ္စာတော့အခုဟိုပါပေါ့ဘယ်သူလူတွေမှာစစ်ဆေးတင်လဲဆိုတာနံပါတ်1သိရဘူးလို့နော်နံပါတ်1ကတော့အသက်အရွယ်ရလာအမျိုးသမီးပေါ့အသက်အရွယ်အထူးသဖြင့်35နှစ်ကျော်လာမယ်40ကျော်လာမယ်ဆိုရင်သူတို့ရဲ့မွေးရပါယောဂါပါနိုင်ချေတအားမြင့်လာပေါ့တအားမြင့်လာတဲ့ခါကျရင်ဘာဖြစ်တဲ့လဲဆိုရင်အဲဖိမန်တတိသားမအောင်မြင်တာမျိုးပြန်ထည့်တဲ့ခါကျရင်မအောင်မြင်တာမျိုး ကိုဝင်ပြက်ကြတာမျိုးအဲမွေးလာတဲ့ခါကျရင်မွေးရပါယောဂါရပါလာမျိုးကြီးဂျုံတက်တယ်ဟုတ်အသက်အရွယ်ရလာမယ်အဲ့လိုမျိုးသမီးဆိုရင်ကျွန်တော်တို့က PGD လို့ခေါ်တဲ့ဟာကိုကျွန်တော်စစ်စေးအောင်အဲစစ်စေးရနောက်တစ်ခုကတော့ဘယ်လိုလုပ်လဲဆိုတော့မျိုးရိုးလိုက်တဲ့ယောဂါတစ်ခုရှိမယ်ပေါ့ကိုယ်မှာမျိုးလိုက်အဖေမှာလည်းဖြစ်တယ်အဒေါ်မှာလည်းဖြစ်တယ်စသည်အဲ့လိုယောဂါမျိုးကိုကျွန်တော်တို့ကရှောင်လွှဲကျင်တော့အဲဒါမျိုးမပါကျင်ဘူးပေါ့ဩတခိုင်းလုံးလို့ရရပေါ့ဟုတ်လားကျွန်တော်တို့ကဟိုပါပေါ့ကုသလာတော့မဟုတ်ဘူးဆရာ ခုတော့ဥမာဒရီသားလေး9လုံးရတယ်9လုံးကိုကျွန်တော်စစ်ဆေးတဲ့အခါကျရင်ခုနကသူတို့မျိုးလိုက်တဲ့ဟာဒရီသား9လုံးမှပါလာနှလုံးမှလွတ်တယ်ဆိုရင်အဲ့နှလုံးကိုထည့်ပေးလိုက်ရင်ဒီဒရီသားလေးကမျိုးမျိုးလိုက်တဲ့ယောဂါတော့ပါတာပါတော့ဟောတယ်အဲ့လိုပါတော့ခါတခါလေးရှင်းလင်းထားပါဘောနော်တခါလေးထည့်ပေးလိုက်အမေဂျင်းမရောက်ခင်မျိုးဗီဇာကိုကျွန်တော်ကရှောင်းလွဲပြီးသားဖြစ်တော့ဟုတ်ကဲ့နော်ရှောင်းလွဲပြီးသားဖြစ်တော့အဲ့လိုလူမျိုးကြီးဆိုတဲ့ကျွန်တော်ကဟိုစစ်စစ်တင်းတယ်နောက်ကျွန်တော်စက်နဲ့မှာခုနပြောတဲ့ကိုယ်ခန္ဓာပြက်တဲ့ အမျိုးသမီးမှာဆိုတော့ကျွန်တော်တို့ကဒီမျိုးဗီဇာကိုကျွန်တော်တို့ကစစ်ဆေးတော့ဟုတ်စစ်ဆေးပြီးတော့မှတကယ် U Pride လို့ခေါ်တော့ပေါ့ U Pride and Pride ကိုကျွန်တော်တို့ကအမိခင်စီကိုပြန်ပေးလိုက်တော့အော်ကျွန်တော်တို့ Origin Factory Center မှာဆိုရင်တော့ဒီ PGD ကိုကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တို့ပထမဆုံးစပြီးလုပ်တော့ပေါ့စပြီးလုပ်တော့သူက PD ရဲ့တဘောကတော့ဘာလဲဆိုတော့ဒီတတိသားလေးရမယ်တတိသားလေးကိုတတိသားဖြစ်တဲ့အပိုင်းအနေကျွန်တော်တို့ယူတာမဟုတ်ဘဲね biopsy ပေါ့တိတိလေးပေါ့ အဲ့တော့ကျွန်တော်အချင်းဖြစ်တဲ့အပိုင်းကိုကျွန်တော်ယူလိုက်တာဟုတ်အချင်းအချင်းဖြစ်တဲ့အပိုင်းကနေပြောကျွန်တော်နှစ်ပိုင်းဒါဆိုဒီဒီတိတိလေးမှနေတော်တော်လေးကိုကြည့်လို့ရနေတယ်သူကမိုက်ခရိုစကုပ်တကယ်ကိုတကယ်ကိုဟိုအရန်ကိုအားကောင်းတဲ့မိုက်ခရိုစကုပ်နဲ့ကြည့်ရတော့ကြည့်ပြီးအဲ့ဒီဘိုင်ယိုစီတိတိလေးယူပြီးတော့အဲ့ဒါကိုစစ်ဆေးတော့စစ်ဆေးပြီးသွားတယ်အဲ့အဖြေထွက်လာပြီဆိုရင်တော့မှကျွန်တော်ကဒီမိကင်စီကိုယူပရိုက်အမ်ဘယ်လို့ခေါ်တဲ့ဒီမွေးရပါရောဂါကင်းစင်တဲ့တေသားတို့ကျွန်တော်ကမိကင်ကိုပြန်ပေးတော့ ဟမ်ဟာကင်းစင်နေရဆိုတော့ဆရာလောက100%လောက်ကတော့ကင်းစင်တာအဲ့လိုအဲ့လိုရှိလို့ရာဂိုင်နှုန်းအပြင်တော့99.9%ပေါ့ဆရာဩဒါပေမဲ့ဟိုတော်တော်ယူစိတ်ချရတဲ့စိတ်ချရပါဘူးဩအဲ့တော့အဲ့လိုမေးရတယ်ဆိုတော့တကယ်တော့လေလူဆိုလူဆိုဖြစ်လာရင်ကျန်တဲ့ဟာကပေါ်လာမှာပဲဟုတ်ဟုတ်ဒါပေမဲ့ဟိုပေါ့နော်ဟို limitation တစ်ခုကတော့သူတို့စစ်တဲ့ဟာလေးရှိတော့ very common ွာလေးရှိဥမာခုနမျိုးဗီဇာလိုက်တဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်အဲ့ဒါကိုအဓိကစစ်တော့အော်အဲ့ဒါဒီဒီမျိုးဗီဇာဟိုဘက်အဓိကစစ်တော့ဒါပေမဲ့အဲ့အပြင် plus ခုနပဲ down syndrome ပတ် down syndrome အဲ့ဒါတွေလည်းကျွန်တော်ကစစ်တော့ nearly 100%ပါပါဟုတ်ကဲ့ဆရာဟိုနံပါတ်6ပေါ့နော်ဒီမေးမေးမေးထားတာတော့သူကတော့ဒီသူပြောချင်တဲ့အတိတ်ပဲကတော့ဆရာရဲ့ခုနလိုမျိုးဖန်ပြွန်တတိသားကိုအပြင်မှာလှုပ်လိုက်တယ်ပေါ့နော်ပြောင်းလိုက်ပြီးတော့ဒီမေမေးကိုယ်တွေကိုပြန်ထည့်တယ်ပေါ့နော်ပြန်ထည့်တဲ့လုပ်ငန်းစဉ်တွေအရ ဘယ်လိုမျိုးလဲပေါ့เนาะအဲ့ဒါကိုသူကမေးရနေတူတယ်နောက်ပြီးတော့သူကအဲ့လိုထည့်ပြီးွားပြီဆိုရင်ကိုဝင်ဆောင်ဖြစ်သွားပြီပေါ့เนาะအဲ့တော့ဘယ်အချိန်လောက်ကြာရင်ねစစ်ဆေးကြည့်ရပါမလဲတဲ့ဟုတ်ကဲ့စစ်တာတော့ထည့်ထည့်တဲ့လုပ်ငန်းစဉ်ရယ်ထည့်ပြီးွားလို့အောင်မြင်သွားရင်ဘယ်အချိန်တိုင်းပြန်ဆက်ရမလဲဆိုတော့ဟုတ်ကဲ့ဆက်ရဟုတ်အဲနံပါတ်1ကတော့ဟိုဒရေသားလေးကိုပြန်ပြီးဒီအမေစီကိုပြန်ပေးဖို့ဆိုရင်ကျွန်တော်တို့ကဟိုနှစ်နှစ်ရှိတော့ဆရာဟိုနှစ်နှစ်တနည်းကတော့ဆရာ fresh cycle တို့ခေါ်တယ် ဖရက်ဆာကရောနည်းနည်းပို့ပြီးယူရှင်းနေအဲသူကတော့အခုမမျိုးဆုတ်လိုက်တယ်မမျိုးဆုတ်တော့ပြောရရင်အာမြူသားတော့ပို့နေပေါ့မယ်တတိသားလေးဖြစ်လာမယ်အဲ၃ရက်သားဖြစ်ဖြစ်၅ရက်သားဖြစ်ဖြစ်အဲ့ချိန်ကျရင်ကျွန်တော်ကအဲ့အပတ်ထဲမှာပဲဒီအမေရဲ့ဟိုဟာတွေကိုတိန်တွေကိုကျွန်တော်ကပြန်ထည့်ပေးလိုက်တော့အဲ့တော့ fresh ပေါ့ကျွန်တော်အရင်ကတော့ဒီ fresh cycle ကိုသုံးကြတယ်ပေါ့ဒါအခုနောက်ပိုင်းကျတော့ဒီ frozen cycle လို့ခေါ်ရဲအေးခဲပြီးတော့မှဒီတတိသားကိုပြန်ပြီးတော့နှိုးပြီးတော့မှ အမေရဲ့တိန်တဲ့ကိုပြန်ထည့်ဆိုက်ကိုပြန်သွားလीသွားတာရှိရဲ့အဲဥစ္စာကတော့သူကဘာအာသချက်ရှိလဲဆိုရင် frozen ကကျတော့ကျွန်တော်မိခင်အဲ့ချိန်မှာကျွန်တော်ဟော်မိုးစီထိုးတာတော့ထိုးတဲ့အခါကျတော့သူ့ရဲ့ဟော်မိုးတွေကဟိုအရန်ဟိုတဘာဝတက်လုံပြီးတော့များနေညာနေချိန်မှာဒီ fresh ကိုပြန်ထည့်တဲ့အခါကျတော့ဟိုအောင်မြင်မှုရကိုင်းတော့ခုန frozen နဲ့ဆိုင်သူကနင်းနေနေနေတော့တော့ဘာဖြစ်လို့ဆိုတော့ဟော်မိုးတွေမညီဘူး frozen ကျတော့တဘာဝနဲ့အရန်ပိုနီးစက်တယ်ပေါ့ဟိုတဘာဝက မှာရှိရဟော်မုန်း level ကိုပဲသူကရှင့်နေတော့မယ်ဆိုတော့ကကျွန်တော်ကပို့ပြီးတော့အောင်မြင်ရငယ်တော့ကောင်းတယ်ပေါ့နောက်တော့ခုနပြောတဲ့ PGD ရေပေါ့ PGD ဆိုခုနပြောတဲ့ဒရီသားလေးကိုစစ်ဆေးတဲ့ဟာလေအချိန်တခုယူပါဟုတ်ကဲ့အဲ maybe 15ရဲ့ maybe ရက်20လောက်ယူရတဲ့ခါကျတော့ကျွန်တော် fresh ကိုချင်းပြန်ထည့်လို့မရအောင်အဲ့ကျရင်အခု reset ကိုကျွန်တော်ဆောင်းရတယ်ဟုတ်အဲ့အဲ့လိုအချိန်မျိုးဆိုရင်ကျွန်တော်ကဒီ frozen ကိုတုံးတော့အဲ့တော့ဒီရာလဲခုနလိုပဲဟိုစိတ်ထုတ်လိုပဲ ရာသီပေါ်ရဲ့ဒုတိယရက်တော့မှာကျွန်တော်တို့ပြန်လာတွေ့ရတယ်။အပြန်တွေ့ရတဲ့အခါကျရင်အားလုံးဆလို့ရပြီအားလုံးငြိမ့်နေပြီ။အဲတိန်လေးလည်းကောင်းနေပြီ။တာဝုလည်းကောင်းနေပြီဆိုရင်ကျွန်တော်ကအသီးတိန်နေအောင်ထူလောင်ပေါ့။ကျွန်တော်စီးရီစားပြီ။အဲအဲ့ဒီနီးရတော့ဝန်နှနီးသုံးနီးလောက်ထိရှိတယ်။အဲအကြမ်းအပြင်တော့သူ့ကိုနှစ်ဘက်ကနေပြီးသုံးဘက်လောက်ထိစောင့်သူရဲ့ကောင်းတဲ့ချက်ကတော့ခုနကလိုစီးထိုးတာမပါတော့ဘူးဆရာ။ဟုတ်တယ်။ဘာဝအတိုင်းပဲ။တောက်စီးပြီးတောက်စီးတောက်စီးတဲ့ တောက်တယ်ခုနလောက်တော့သူရှုပ်ရှုပ်ရှက်အရင်ကြီးမရှိတော့အဲစေးစားတော့မယ် maybe 10ရက်လောက်မှာကျွန်တော်တို့တစ်ခေါက်ပြန်ပြရဲတိန်နဲ့အထူလေးကိုကျွန်တော်စောင့်ကြည့်တော့ဇာတိဆက်သပေါ်ကျဆိုသူ့ရဲ့တိန်နဲ့3 mm လောက်ပဲရှိပပလေးပေါ့အခုမှသွေးစင်တာစေးပေးတဲ့ခါကျတော့ဖြည်းဖြည်းချင်းထူလာမှာကျွန်တော်တကယ်လိုချင်တော့7 mm လောက်ထိကျွန်တော်လိုချင်တော့ဒါပေမဲ့တယောက်တယောက်တော့မတူကြဘူးဇာတယောက်ချို့ရောက်ပို့ထူရချို့ရောက်ပါတယ်ဒါပေမဲ့ကောင်းတာတော့7 mm ကြော်ဝါးရင်တော့ပိုကောင်းတယ် စတောင်းဒါမဲ့ပို့ထူလေးပို့ကောင်းလေပို့ထူလေးပို့ကောင်းအရင်ထူလေးမကောင်းဘူးအဲ့တော့သူသူရဲ့ဟို limitation တွေရှိတော့နော်အဲ့ဒီဟာလေးဟိုအဲ့ဂျားလေးတဲ့ဝင်လာပြီဆိုရင်အဲကျွန်တော်ကဟိုဘော project stone လို့ခေါ်တဲ့ဒီကိုဝင် hormone ကိုကျွန်တော်စပြန်ပေးလိုက်တယ်ဟောစပေးတာတော့ကျွန်တော်ကတိန်နေထူတဲ့ estrogen ဆိုတဲ့ဆေးမျိုးပေးတယ်နေပြီးတော့တိန်နေကျွန်တော်တို့ကျင်တဲ့အရွယ်စားလေးရောက်ထူလေးရောက်ပြီဆိုရင်ကျွန်တော်ခုန project stone ကိုစပေးတယ်ပေးကြုံဆုံးပေးပြီးတော့အချိန်၃-၅ရက် 6ရက်လောက်ဆိုရင်ကျွန်တော်ကတတိသားလို့ပြန်ထည့်။နောက်တော့ကြာချိန်အားဖြင့်တော့အဲကျွန်တော်က15ရက်ကနေပြီးတော့27ရက်လောက်ထိအဲ့ကြားထဲလောက်ကိုဆင်းရတာပေါ့နော်ဆင်းရတယ်ထည့်ထည့်ပြီးတော့ဆရာဘယ်ချိန်ကြောက်ကြရင် check up ပေါ့နော် re check up လား follow up ဟုတ်တယ်အဲ့တော့ဟိုပမာဆုံးဒီဒေတာလေးချက်ပြီးွားရင်ကျတော့နေထိုင်ပုံလေးကျွန်တော်နည်းနည်းလေးပြောခြင်းတယ်။နေထိုင်ပုံလေးကျတော့သူက ဟိုအကျန်းအဖြစ်တော့ဟိုတချို့တွေကကျတော့ဒေတာထည့်ပြီးသွားရင်လုံးဝမလွတ်အောင်ခရင်မောမစင်းရအောင်အဲ့လိုပြောလို့ပြောတာရှိရပါတော့အဲ့တော့အားလုံးရဲ့ recommendation အရဆိုရင်တော့သူကနေစာတူကအလုပ်လေးတော့ဆရာလုပ်လို့ရဟိုလုံးဒီတော့ဟိုလုံးဒီလို့ဟိုလှင်းနေရမယ်လုံးဝမလွတ်အောင်ဆိုတော့မဟုတ်ဘူးသူကသူကအဓိကတော့ဘာလဲဆိုတော့ကျွန်တော်မျိုးသမီးရဲ့တင်ရကြတော့ကျွန်တော်ဒီလိုအခောက်ဝဲဆရာတော်ဒီလိုအခောက်တောင်းရှိအခောက်အခောက်နောက်အခောက်အခောက် မတည့်ရက်နေအပြင်ထိုင်နေရရှင်သူ့ရဲ့အခေါက်ကပို့ပြီးတော့ဟိုပို့ပြီးတော့ဟိုနေနေရကြဆိုလိုချင်တာအဲ့လိုအချိန်ဆိုရင်ပို့ပြီးတော့ဂရေသာပူတော်မြင်းနိုင်တယ်ဆိုရဲ့ theory တခုရှိဘူးအဲ့တော့ကျွန်တော်ကဆိုလိုချင်တာအမြဲတမ်းလဲနေရမယ်အမြဲတမ်းဟိုလူမာကြီးကိုလုံးဝမလောက်အောင်ဆိုရဲ့ဟာမျိုးမဟုတ်ဘူးပေါ့ဆယ်ဒါပေမဲ့နားနေနေရတော့ကောင်းပါတယ်ဘယ်အချိန်မှဒီဟိုဟာပေါ့ကိုဝင်ရှိမရှိပေါ့အောင်မြင်မအောင်မြင်တိတိနိုင်တာလဲဆိုတော့ ျွန်တော်တို့ကတော့တတိသားထည့်ပြီး14ရက်မြောက်နေ့တော့မှာကျွန်တော်တွေ့စစ်လေးအဲ့ဒီကြားထဲမှာတော့ကျွန်တော်ဒါကြီးမစစ်ခိုင်းဘူး stress တက်တော့နေတိုင်းဒါဟိုပဲစစ်နေစစ်နေအဲ့ဒီအစားကျွန်တော်က stress နေအောင်ဒါအောင်ပြီးပြောက်နေနေနာနေနေနေပေါ့နော်အဲအရှိအစားစားလေးစားကြက်မရဲ့ညီကျွတ်တဲ့အစားစားလေးစားပေါ့ဆဲအဲတော့အရင်ကတော့ဝင်ကျင်းသွားရေကူးရောစပင်းစီရောဆိုင်အဲ့အားလောက်တော့မလုပ်စေချင်ဘူးပေါ့ဟုတ်ကဲ့မလုပ်စေချင်ဘူးပေါ့အဲ့ဟိုနားနေနေနေစကြူအလုပ်လေးလုပ်ပေါ့အဲ့အလုပ်ဆိုရင်ကျွန်တော်က လုံလောက်ပါတယ်။14ရက်မြောက်နေ့လောက်ဆိုရင်ကျွန်တော်ကဒီအောင်မြင်မအောင်မြင်ကျွန်တော် serum beta ECG လို့ခေါ်တဲ့သွေးထဲအနေနဲ့တစ်ဆက်ဟောပေါ့ကိုယ်ဝန်ဆောင်ဟော်မုန်းကိုကျွန်တော်ဆက်လိုက်တာပေါ့။အဲဆက်လိုက်တဲ့အခါကျရင် तू ကဟို positive ဖြစ်ရင်တော့ကျွန်တော်ကဒါအောင်မြင်သွားပြီပေါ့။အောင်မြင်သွားပြီပေါ့။ဒါပေမဲ့လည်းတကယ်ဟိုနေလားငါလားအောင်မြင်လားမအောင်မြင်လားပေါ့နော်။ကိုယ်ဝန်ရှိအောင်သိကြပါဝါ။ဟုတ်ကဲ့။ဒါလေးကဆက်သွားမှာလား။တော်အောင်မြင်မှာဆက်ပြီးအောင်မြင်လာသိရဖို့ကတော့ကျွန်တော်ကလေးလေးရဲ့နှလုံးခုန်တယ်လေးရဲ့အရေးကြီး ။အဲ့လားလေးကတော့ကိုဝင်6ပတ်နဲ့9ပတ်ကြာတော့မှကျွန်တော်တို့အာတဆောင်းခုနပြောမွေးလင်းကြောင်းနဲ့ဆင်ကြိုက်တဲ့အာတဆောင်းမျိုးပေါ့။အဲ့မျိုးကျွန်တော်ပြန်ရဲလိုက်။ရဲတဲ့ခါကျအမှန်တော့ဘုံနဲ့တွေ့ရပြီဆိုရင်ကျွန်တော်တို့99%အောင်မြင်တော့ဟင်ကျော်။ကျွန်တော်ဒီမှာအမြင်နဲ့ပြောတရားရင်ငယ်တော့ဘယ်တော့ပြည့်မှလဲဆိုတရားတော့မွေးရင်ပြည့်တယ်။တော့အဲ့လိုမျိုးမျိုး။တော့အဲ့ချိန်ကျတော့99%ခုနပြောစီးစစ်တာပေါ်လာပြီဆိုရင်98%ရာခိုင်နှုန်းတိကျပြီဆိုရင်ရာခိုင်နှုန်းဖြည်းဖြည်းချင်းပြည့်ပြည့်တယ်။ ါ။ဒါဆိုရင်တော့ဆရာဟိုခုနပြောသလိုအဲဥလည်းအပြင်မှာအောင်မြင်ပြီးအမေကိုထည့်လိုက်တယ်။ထည့်လိုက်ပြီး၁၄ရက်နေပြန်ကြည့်တယ်။ပြန်ကြည့်ပြီးတော့ဆရာသွေးဖောက်လို့ဟော်မုန်းကလည်းတက်ပြီးဆိုရင်၆လနေမှပြန်လာပါဘောလို့လား။ဟုတ်ပါဘူးဆရာဟောပါဘော၆ပတ်ဆရာ။6ပတ်အော်6ပတ်အော်6 6 week နော်ကျွန်တော်က4 weeks လောက်မှတွေးစတော့နော်6 to 7 weeks ကြားထဲမှာကျွန်တော်ကအတဆုံးပြင်ရောဟော6 week 6 weeks 6ပတ်တော့ပေါ့ဆရာ6ပတ်တော့အဲ့ အဲ့အဓိကတော့အဲ့ဟာပါလိမ့်ချာအဲ့လောက်ဆိုရင်တော့ဒီဟိုအောင်မြင်လားမအောင်မြင်လားဒေတာတွေဆက်ပြီးအောင်မြင်လားမအောင်မြင်လားကျွန်တော်သိတယ်အော်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါဆရာဟုတ်ကဲ့ဒါတော့မိကုနံပါတ်9ပေါ့နော်ဟုတ်ကဲ့ဆရာအဲဒါခုနဆရာတို့ဖြေတော့ဖြေပါသေးတယ်ဒါပေမဲ့ဒီမိကုကတော့သူက IVF လုပ်ပြီးရင်တဲ့ဘလို့တွေတဲ့အနာယူခြင်းတည်းလေဟုတ်ကဲ့ဟုတ်ကဲ့အခုနကကျွန်တော်ပြောလို့ပါပဲအဲကျွန်တော်ဟိုဟိုကချွေးကြတော့လေဟိုအမှတ်မှားတာမျိုးရှိရဲ့ အမလို့လည်းကျွန်တော်တို့လိုမဆိုလို့ကျွန်တော်တို့ကဒီ process ကကျတော့ ਨੇ stress တွေများတယ်ပင်ပန်းနေအဲကျွန်တော်တို့ကခုလေးမှအမမခံနိုင်တော့ဘူးနော်အဲ့တော့အခါကျရင်အမျိုးသမီးကဒီကျွန်မဒါလေးများစားမိလို့လားအဲလမ်းလေးများရှောက်မိလို့လားလေကားနှစ်ခါတော့တက်လိုက်မိတယ်အဲစသဖြင့်တို့ကပြောလို့ပြောတာရှိကျွန်တော်ကတော့အဲ့ချိန်ကျရင်ကျွန်တော်ပြောလို့ပြောတာရှိအဲဒါကြောင့်ဒါကြောင့်ဒါကြောင့်အဲ့လိုရေလို့ပြောဖို့ကခက်တယ်အဲဒီအသီးလေးစားလိုက်လို့ဒီလေကားလေးတက်မိလို့အဲလမ်းလေးရှောက်မိလို့ အဲအဲ့လိုမျိုးဟိုဟိုအဲ့လောက်ကြီးဟိုမဟုတ်ဘောနော်ဟိုဒါကြောင့်ပြောဖို့ခက်တယ်ဟုတ်ကဲ့အဲတော့ process ရအများကြီးဟို process ရအများကြီးဖြစ်တယ်လို့အဲကျွန်တော်ခုနပြောလို့ပဲနေစာတူဘောအလုပ်လေးလောက်ကတော့ကောင်းကောင်းလုပ်လို့ရအဲဒါပေမဲ့ဟိုခုနလိုပေါ့လူမမာကြီးလိုနေလို့တော့မလို့ဘောဟုတ်ဟိုဒါပေမဲ့ခုနလိုပဲခုနဂျင်သွားမယ်ရေကူးမယ်ဆက်ပင်းစီးမယ်ဝုန်းတိုင်းကျဲပြီးလုပ်လို့အဲ့လောက်တည်းမလုပ်စေချင်ပြန်ဟုတ်ကဲ့မလုပ်စေချင်ပြန်အဲ့တော့အဲ့လိုလေးနေထိုင်မယ်ဆိုရင်တော့ ဒီ IVF အနေကအောင်မြင်နိုင်ပါတယ် sexual intercourse ဆိုရှောင်ရမှာအဲခုနလိုပဲဆရာဒီဟာလဲအဲ့လိုပဲပေါ့ဟိုကျွန်တော်တို့ကအဲ့ဒီဟိုအဲ forcefully စသည်ဖြစ်ပေါ့နော်ဆရာအဲ့လို news ဖြစ်တဲ့အတွက် sexual intercourse ဆိုကျွန်တော်တို့ recommend မလုပ်ဘူးအဲ့ဆလီရဲ့အတွင်းမှာဟုတ်ဆလီရဲ့အတွင်းမှာအဲဟိုကိုဝင်ဆောင်နေမှာတော့မှကျွန်တော်တို့ကဒီနှလုံးခုနဲ့တွေ့ရပြီးနောက်ပိုင်းကြာမှာပဲကျွန်တော်ကဒီ sexual intercourse ကိုလုပ်မယ်ဆိုရင်တော့ကျွန်တော်ကအဆင်ပြေနိုင်တယ်ပေါ့ အဲ့တော့ IBM ကလည်းတဘာဝနဲ့တူတူပါပဲစေဟုတ်တူတူပါပဲဖြစ်တဲ့အတွက်ဒီအချိန်မှာတော့ကျွန်တော်က advice လုပ်ခိုင်းတာဟုတ်အနည်းဆုံးတော့နှလုံးခုန်တယ်လေးကိုတော့စောင့်နိုင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးပါ